အခုရန်ကုန်ကကိုကျော်ကြီးကမောင်ကျော်ကိုမကျေနပ်ဘူးပေါ့နော်မကျေနပ်လို့သူ့ရဲ့ကောင်မှမျိုးမျိုးတင်ပြီးတော့ပြောနေတယ်မောင်ကျော်ကလည်းသူတို့ကိုကျွန်တော်ရဲ့ကောင်လာပြီးတော့စကားပြောပါလို့လေဘယ်တော့မှမဖိတ်ခေါ်ခဲ့ဘူးဒီအခုကောမန်းကိုရေးပေးထားတဲ့ပုံကတော့ရန်ကုန်မြို့မှာအခုနာမည်ကြီးနေတယ်ဆိုတော့ ဒီတရားဓမ္မတွေကိုကားပေါ်ကနေပြီးတော့လိုင်းလွင်ပြီးတော့ဟော့ဟော်နေတဲ့ကိုကြီးကျော်ကြီးဖြစ်ပါတယ်ဒီကိုကြီးကျော်ကြီးပြထားတာကမိစ္ဆာဒိဋ္ဌိအတိတွေကလည်းမိမိသူတစ်ပါးကိုပျက်စီးစေတယ်အဓိကပြဿနာကစာမတက်ဘူးတဲ့ကိုယ်တိုင်မသိဘူးပေါကရကြံစီတယ်ပေါ့နော်ဒါကြီးကဒီကိုကြီးကျော်ကြီးပြထားတာဖြစ်ပါတယ်ဒါကိုမောင်ကျွားနေပြီးတော့ပြန်ပြီးတော့ထေချပေးပါမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်မောင်ရော်ဟောတဲ့တရားတွေမှာမိစ္ဆာဒိဋ္ဌိအတိတွေဆိုတာ ဘယ်နေရာမှာဘယ်လိုအရာကမှားယွင်းနေတာလဲဒါကိုခန္ဓာနဲ့ကျွန်တော်ကိုတတ်သိပြပေးပါအာမောင်ကျော်ကဘယ်နာလေးမှာဘလို့မှားတယ်အဘေရရာတွေကယုတ်တိယုတ်တာမရှိဘူးသဘာဝမကျဘူးဆိုရင်ပြောကျွန်တော်အပြစ်ကိုကျွန်တော်ခံယူမယ် အင်းစိန်ထောင်ထဲမှာသွားပြီးတော့တာလဘောစားဆိုတဲ့ရရတနေစားလိုက်မှကျွန်တော်ကမကြောက်ဘူးကိုမားနေမှားတဲ့ရောင်ဝန်ခံရဲတယ်ကျွန်တော်ကအခုလိုမျိုးပေါ့နော်မိစ္ဆာတီတွေဒိဋ္ဌိရဲ့အယူတွေလို့ပြီးပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပင်သားလေးမှာမှားနေပါတယ်ကျွန်တော်မှားတဲ့နေရာကိုတတ်တည်နေတကွာအထောက်ထားနေတကွာခန္ဓာညံရောက်ပြီးတော့ပြသပေးပါဟုတ်ပြီနောက်တစ်ခါက အဓိကပြဿနာကစာမတက်ဘူးကိုယ်တိုင်မသိဘူးပေါက်ကြရကြံစီရယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကိုကြီးကျော်ကြီးပြောတာကပါလဲဆိုတော့အဲကျွန်တော်တို့တွေကအခုတရားတွေခေါ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကစာမတက်ဘူးပေါက်တော့ကြရတယ်ဟောတယ်အလကားတွေလိုပဲသတ်မှတ်တယ်လို့ပေါ့နော်သူတို့ကမြင်သားတယ်ဟုတ်ပြီအဲ့တော့စာတက်မှတရားဟောရမယ်လို့ပြိလက်ကတော်မှာပါပါသလား ဖះကရောစာတမမင်းတို့တရားဟောကြပါလို့ဟောခဲ့သလားနောက်ထပ်ယဟန္နာကြီးတွေကရောမင်းတို့စာတမတရားဟောရမယ်လို့ပါခဲ့ပါသလားတကယ်လို့စာတမတရားဟောရမယ်ဆိုရင်အခုမြန်မာနိုင်ငံမှာအထင်ကြီးနေတဲ့သင်္ကုဝိပဿနာရိပ်သာလို့စွန်းလွန်းကုဝိပဿနာရိပ်သာလို့စားတဲ့ဒီရိပ်သာတွေကိုအဲကျွန်တော်တို့တွေအနေနဲ့နိုင်ငံတော်မှာအခွင့်တောင်းပြီးတော့ဗတ်ဖိုးနဲ့ကော်ပြီးတော့မှတုတ်တင်ရှင်းလင်းပြလိုက်ရမယ်။ဘာဖြစ်လို့ဆိုတော့အဲ့ဒီသဲယန်းကုဆရာတော်ကြီးလို့စွန်းလွန်းကုဆရာတော်ဖရာကြီးတို့က စာပေမတက်ခဲ့ဘူးလေစာမတက်ပေမတက်တယ်အဲ့ဒီတော့သူတို့တွေကစာမတက်ပေမတက်ဖက်နေဘာဖြစ်လို့တရားတွေဟောခဲ့ဘာဖြစ်လို့ရိတ်တာတွေထောင်ခဲ့ရတာလဲစဉ်းစားရမယ်နော်ဒီကကိုကြီးကျော်ယူကြီးလေးပြောချင်တာကကောင်းပါလေကိုကြီးကျော်ကြီးရဲ့တီတရားလေးတွေအကိုကြီးကအခုလိုမျိုးပေါ့နော်လိုင်းပေါ်မှာကိုကြီးကတပတ်လလန်းနေပြီးတော့အဲတရားတွေဟောပြောပြနေတယ်အရက်တောက်နေတာဖဲရိုက်နေတာမိမလိုက်စားနေတာပျော်ပါးတွေလိုက်စားနေတာတဲ့စာရင်ကိုကြီးကျော်ကြီးကအခုလိုမျိုးတရားတွေကိုမျှဝေပေးနေရလဲကောင်းပါလေဒါပေမဲ့ အကိုတို့အနေနဲ့တကယ်ကိုနေပန်ရောက်ရှင်နဲ့ဒီဘွားတိခန္ဓာမာရီအိုနာသေးဒီအဆုံးသက်ရှင်နေဆိုရင်ကျွန်တော်မောင်ကျော်ကစကားလက်ဆောင်ပေးပါမယ်။သူတပားကိုမဝေဖန်ပါနဲ့မိမိကိုယ်ကိုမိမိဝေဖန်ပါမိမိစိတ်ကိုမိမိစစ်ပါသူတပားကိုဝေဖန်ရင်တုတ်တံမှာအခါခါလန်းဆုံးမယ်။မိမိစိတ်ကိုမိမိဝေဖန်မှသာလေနိဗ္ဗာန်ကိုရမယ်နော်ငါဘာတွေလောရမလဲဆိုတာကိုထက်ကထက်ကဆက်စစ်ကျွန်တော်အခုလိုမျိုးပြန်ပြီးတော့ဖြေပေးတာကိုကြီးကျော်ကြီးဘုံမှာ ဘာစိတ်ထားမှမထားပါဘူးပြောတဲ့ပြောတိုင်လို့ပြောရတယ်လို့ပဲကျွန်တော်ယူဆထားပါတယ်ကျေးဇူးတင်ပါတယ်အဲမင်္ဂလာပါဗျာဒီနေ့က2025အောက်တိုဘာလ31ရက်နေ့ဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ Facebook friend တယောက်ဖြစ်တဲ့ပုဂ္ဂိုလ်ကကိုကျော်ကြီးတဲ့ဝိမုတ်တိမောင်ကျော်ကိုနည်းနည်းလေးဆုံးမပေးပါလားတဲ့ဝိမုတ်တိမောင်ကျော်ကထေကြီးပန်ထရာကိုကိုကျော်ကြီးဟိုအကောင့်ဟောင်းနေနေမှာပဲကဆုံးမပေးတာ တို့ပြောနေတဲ့စကားတွေကဗီဒီကတ်တော်မူရင်းနဲ့လွဲချော်နေတယ်ဆိုတဲ့အကြောင်းတွေကိုလည်းတည်တည်ချာချာပြော ပြီးသားဗီဒီကတ်တော်မူရင်းနဲ့လွဲချော်နေလို့ရှိရင်အဲ့ဒါဖယားဟွန်တရားမဟုတ်ဘူးမိမိတို့တရားပဲဖြစ်တယ်မိမိတို့တရားကိုဟောခြင်းလို့ရှိရင်မိမိတို့တရားလို့ပြောဖယားဟောတရားလို့မပြောနဲ့ဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်တို့ကဝင်ပြီးဝေရောက်ဝင်ပြီးဝေပန်စရာလည်းမလိုဘူးပုတ်ခတ်စရာလည်းမလိုဘူးစော်ကားစရာလည်းမလိုဘူးမိုးပြဝါရပဲဖြစ်ဖြစ် ခြားသောကြောက်သမောတို့ဘာလို့ဝါရဘောင်းဆောင်သည်ဗုဒ္ဓသာသနာလို့အမိခံလိုက်တဲ့အတွက်ကျုပ်တို့ကဝေရောက်ပြီးတော့ဟန်တားရတာဖြစ်တယ်။အဲ့တော့ तू ကဘာတွေကြုံညာလဲဆိုတော့အစိုးရကသူ့ကိုလည်းပြောတယ်မှားနေတယ်မလုံနဲ့ထီဗန်ထရာကိုလည်းပြောတယ်မှားနေတယ်ဒီပြောဟောဒီမပြောနဲ့သူတို့ကအာရမဝါရအရာထောင်ကျခံနိုင်မိမဲ့သူတို့စကားကိုယုံကြည်သွားတဲ့လူတွေကအပယ်ထောင်မှာကြမှာလူတယောက်ကမိမိမှာမိစ္ဆာဒိဋ္ဌိအယူဝါဒမရှိဘူးကောင်းမှုကုသိုလ်တွေကိုလုပ်ဘာဘာဘာအယူဝါဒမှမရှိဘူး ဖန်ဆင်းရှင်ရှိသလားမသိဘူးငါရှိတယ်လည်းမသိဘူးမရှိဘူးလည်းမသိဘူးအဲ့ဒီယူလာတာငါမှမရှိဘူးဒါပေမဲ့ဒီလူတွေလူသားတွေအတွက်ကောင်းကျိုးချမ်းသာဆိုတာရှိတယ်အဲ့ဒီကောင်းမှုတွေဆိုတာရှိတယ်အမေအဖေကငါ့ပေါ်မှာကျေးဇူးရှိတယ်အမေအဖေကျေးဇူးကိုငါဆက်ရမယ်အမေအဖေကငါ့ကိုလူလောကထဲတွင်းလာပြီးတော့ငါ့ကိုနှိုးချတိုက်ကျွေးလာတယ်ငါ့ကိုထမင်းကျွေးလာတယ်ငါ့ကိုပညာသင်ပေးလာတယ်ငါလူဖြစ်ဖို့အတွက်အမေအဖေကငါ့အတွက်ကျေးဇူးရှိတယ်အဲ့တော့အမေအဖေကျေးဇူးကိုငါဆက်ရမယ် ဲ့ဒီကုသိုလ်ကောင်းမှုတွေလုပ်တယ်အဲ့ဒီလူနဲ့ပြည်ရနိုင်တယ်ကောင်းကျိုးချမ်းသာတွေရှိတယ်အယူဝါဒတစ်ခုကိုဆွဲကင်လိုက်တယ်ဆိုရင်မိစ္ဆာဒိဋ္ဌိဖြစ်သွားတာနဲ့အဲ့ဒီအယူဝါဒကြောင့်ပဲကုသိုလ်ကောင်းမှုကိုလုပ်တယ်အဲ့ဒီအယူဝါဒကိုယုံကြည်ပြီးတော့ကုသိုလ်ကောင်းမှုကိုလုပ်တယ်တို့တော့အဲ့ဒီအယူဝါဒကမှားယွင်းတဲ့အယူဝါဒတော့ဖြစ်တယ်ဒါပေမဲ့လုပ်တဲ့လုပ်ရကကောင်းနေတယ်ကောင်းကျိုးချမ်းသာရှိတယ်တခါတလေမှအဲ့ဒီကုသိုလ်ကံလုပ်နေတဲ့ကောင်းမှုတွေက ောက်ကျိုးချမ်းသာမပေးနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့မိစ္ဆာဒိဋ္ဌိအယူဝါဒအလွန်မတန်အားကြီးသွားပြီဆိုရင်ကောင်းကျိုးချမ်းသာတွေကအကျိုးပေးနိုင်တဲ့စွမ်းအားမရှိတော့ဘူး။ဒါကြောင့်မလို့မြတ်စွာဘုရားကမိစ္ဆာဒိဋ္ဌိသာလျင်လောကမှာအာကုသိုလ်တရားတို့ရဲ့စုစည်းရာအာကုသိုလ်တရားတို့မှာအပြင်းထန်ဆုံးအရာက မိစ္ဆာဒိဋ္ဌိပဲလို့မြတ်စွာဘုရားကဟောတာ။အဲ့တော့မောင်ကျော်တို့ကအခုနောက်ပိုင်းဘာတွေဟောလာလဲဆိုတော့ဟာလားစင်းရဲဆိုတာလည်းမရှိဘူးချမ်းသာဆိုတာလည်းမရှိဘူးလောကဒဏ်တရား၈ပါးဆိုတာမရှိဘူး လောကကြီးဆိုတာမရှိဘူးဆိုတဲ့ဒီခေါ်လာတယ်။ဒီနေ့ကကျွန်တော်အောက်မှာလာပြီးမန်းတဲ့ပုံကိုယ်ကြီး။တန်လိုက်တုံးဆိုတဲ့အကောင့်တစ်ကောင်ပုံလေးလူပုံလေးတော့တင်ထားတယ်အကောင့်ကအကောင့်ပိတ်ကြီး။နောက်တစ်ခါရေဝတဆိုပြီးဖုန်းကြီးလို့ထင်လိုက်တာသူ့ကိုယ်သူကိုရင်လို့စကားပြောသွားတယ်။အဲ့ဒီအကောင့်တစ်ကောင်အဲ့တော့သူတို့ရဲ့အယူဝါဒကဘာလဲဆိုတော့ဒီလောကဆိုတာမရှိဘူး။ဒီလောကဆိုတာမရှိအဲ့ဒါအဇိတကိတကံပလဝါဒပဲ။မိမိစာဒိဋ္ဌိဆရာကြီး6ယောက်ထဲအဇိတကိတကံပလဝါဒပဲအဲ့ဒီဝါဒက။ ။ငါကိုယ်တည်းကမြတ်စွာဘုရားကမိစ္ဆာဒိဋ္ဌိဝါဒပါလို့ပြောထားပြီးသား။ပါရတိရွာစကြီးရဲ့အယူဝါဒလည်းအဲ့ဒီအယူဝါဒလည်းဒါကိုရှင်မဟာကတ္တဖာနေပြီးတော့နှိမ်နင်းခဲ့တာဒီတုတ်တန်ဒီဒေသနာကြီးအများကြီးရှိတယ်။ဒီလောကမရှိဘူးလို့ယူယူဆပြီးဆိုတဲ့အဲ့ဒါမိစ္ဆာဒိဋ္ဌိတန်းဖြစ်တာပဲ။အဲ့တော့သူ့အောက်မှာမန်းနေတဲ့မောင်ကျောအောင်မှာမန်းနေတဲ့လူတွေကိုကြည်လိုက်တဲ့ခါကျတော့ဘသူတွေလဲလို့ကြည်လိုက်တဲ့ခါကျတော့မိမရှာဝါရဖြစ်တဲ့မိုးပြဝါရ ကိုဝါရကိုပါဆိုတော့ရေရေတင်းတင်းမပြောရဘူးတခုခုပြောရင်ဖះမဟုတ်ဖះမဟုတ်နဲ့ဖះနဲ့ကန်ကန်ပေါက်တယ်မိမရှာဝါရမိုးဗျာနောက်တစ်ခါကျတော့ဒီလောကဆိုတာမရှိဘူးဆိုတဲ့အဇိတကေတာကံပလာရဲ့ဝါရအဲ့တော့ဒီမိစ္ဆာဒိဋ္ဌိအယူဝါရရှိနေတဲ့လူတွေကမောင်ကျော့ကိုအားပေးထောက်ခံနေတာအဲ့တော့ကျွန်တော်အောက်မှာလည်းလာမန်းနေတဲ့အယူတယောက်ရှိတယ်လူကြီးတော့ပေကန်နီးနေအခုချိန်ကြီးမိစ္ဆာဒိဋ္ဌိအယူဝါရမှမသိဗုဒ္ဓအယူဝါရမှမသိတဲ့ပုံကိုယ်ကြီးတပုံကြီးရဲ့မြတ်စွာဘုရားက ုတ်တန်ဒေသနာပေါင်းများစွာမှာနောင်ဘဝသေပြီးတတဝါသည်ဖြစ်သလားမဖြစ်ဘူးလားဆိုရဲမိတဲ့မိကုန်နေလောကသည်မြဲသလားမမြဲဘူးလားဆိုရဲမိတဲ့မိကုန်နေငါအဲ့ဒီလိုမပြည့်ညက်ဘူးလေငါအဲ့ဒီလိုမဟုတ်ဘူးအကိုလုံးဘာကြောင့်ညင်းပယ်တာလဲဆိုတော့တတရဝါဒနဲ့အုတ်စီရဝါဒပေါ်မှာအမိပြုတ်ပြီးကြံစီထားတဲ့အရာတွေမှုလို့သူတို့အမေးတွေကိုဖြေလိုက်တိုင်းမှာတတရဝါဒနဲ့အုတ်စီအုတ်စီရဝါဒပေါ်မှာပဲကြံစီကြမှာအဲ့ဒီအတွက်ကိုအဲ့ဒါတွေအကိုလုံးပြစ်ပယ်ပလိုက်တာ အဲ့ဒါတွေကိုပြစ်ပယ်ပြီးတဲ့အခါမှာမြတ်စွာဘုရားကဒါဆိုရင်အရှင်ဘုရားကတတဝါတွေကိုနောက်ဆုံး provide တယောက်ကမေးလိုက်မေးဖို့မင်းကြီးဟာရှင်းတယ်တတဝါတွေကတည်ပြီးမဖြစ်ဘူးလို့အရှင်ဘုရားကအဲ့ဒီပုံကမှန်တယ်လို့လက်ခံသလားဖြစ်တယ်လို့ပြောတဲ့ပုံကမှန်တယ်လို့လက်ခံသလားငါအဲ့ဒီလိုတရက်တည်းမဆုံးဖြတ်ဘူးလေဆိုတော့မြတ်စွာဘုရားရဲ့ဝါဒကတရက်တည်းဆုံးဖြတ်တဲ့ဝါဒမဟုတ်ဘူးအချောင်းကိုမိပြီးအကျိုးဖြစ်တယ်ပြိဿတမုတ်ဘက်ကရှင်းရှင်းလေး အဝိဇ္ဇာကြောင့်တဏှာအဝိဇ္ဇာကြောင့်တင်ခါရဖြစ်တယ်တင်ခါရကြောင့်ဝิญဉ်ဖြစ်တယ်ဝิญဉ်ညောင်းနိုင်ရုံဖြစ်တယ်အဝိဇ္ဇာချုပ်ရင်တင်ခါရချုပ်တယ်တင်ခါရချုပ်ရင်အဲ့တော့အကြောင်းချုပ်ရင်အကျိုးချုပ်တယ်အကြောင်းရှိရင်အကျိုးရှိတယ်ဖြစ်ဆိုသမျှအရာဒီအားလုံးဒီချုပ်ခြင်းသဘောရှိတယ်အဲ့ဒါမြတ်စွာဘုရားဟောတာပဲအဲ့တော့ဒီအပေါ်မှာမှအခြေခံပြီးစဉ်းစားရတယ်အဲ့တော့မြတ်စွာဘုရားကဘယ်သူနဲ့မှမတူအောင်လို့ဖြစ်ဆိုသမျှအရာအားလုံးကဒုက္ခပဲဖြစ်တယ်ကွာတဲ့ဖြစ်ရင်ဒုက္ခတွေပဲဖြစ်တယ်တဲ့ ချုပ်เสียရရှိရင်လည်းဒုက္ခတွေပဲချုပ်သွားတယ်တဲ့ဒုက္ခရဲ့ချုပ်ရာကရှိတယ်တဲ့အဲ့ဒီဒုက္ခတွေဘာကြောင့်ဖြစ်လဲဆိုတော့တမှုရိယရှိတယ်ကွာတဲ့အဲ့တမှုရိယတဏှာကွာတဲ့ဒါပဲအဲ့ဒီဒုက္ခတွေရောက်ချောင်းအချင်းကလည်းရှိတယ်ကွာတဲ့အဲ့ဒါမဂ်ကင်ရှင်ပါကွာတဲ့အဲ့မျက်စိမှာပြိပရာအလေလန်းနေအဲ့တော့ဒီအလေလန်းကိုမြင်မှုအတွက်ကိုတသရဒိဋ္ဌိနဲ့အုတ်စီရာဒိဋ္ဌိအယူတွေမေးသမျှအမေကုန်နေကိုအကုန်ပယ်ချပြစ်လိုက်တာသူတို့ကမေးတဲ့ကွာတသရနဲ့အုတ်စီရာမှာကတ်ပြီးမေးတာအဲ့ဒါတွေကိုဖြေလိုက်လို့ရှိရင်တတ္တဝါသည်တသရဒိဋ္ဌိနဲ့အုတ်စီရာဒိဋ္ဌိမှာပဲ တ်ညှိတော့မှာအဲ့တော့ပြိဿသမုပ္ပါအလိုရားလေအကြောင်းရှိရင်အကျိုးဖြစ်တယ်ဖြစ်ဆိုသမျှအရာတွေဒီအကြောင်းရှိတယ်ဖြစ်လာပြီးရင်ချုပ်ခြင်းသဘောရှိတယ်ဆိုတော့အမြင်ကိုမြင်နိုင်အောင်လို့မြတ်စွာဘုရားကတစ္ဆာ၄ပါးကိုဟောတာအဲ့တော့ဒီသဘောတရားပေါ်မှာအခြေခံပြီးတော့ဓမ္မကိုမစင်စားဘူးမကြံစီဘူးဒီသဘောတရားပေါ်မှာအခြေခံလိုက်တဲ့အခါကျရင်တမာဒိဋ္ဌိဖြစ်သွားတယ် အဲ့ဒီတမာဒိဋ္ဌိပုံမှာအခြေခံပြီးတော့ကြံစီလိုက်တဲ့ဟာကတမာသင်္ကပ္ပဖြစ်သွားတယ်။အဲ့ဒီပုံမှာအခုနတောက်လျှောက်ဝင်လာတဲ့အရာတွေဒီမဂ်ဂင်ရှင်ပါတမာမဂ်ဂင်ရှင်ပါဖြစ်သွားတယ်။အဲ့ဒီပုံမှာမကြံစီဘဲနဲ့ဒီလူကိုခန္ဓာကြီးပုံမှာခန္ဓာ၅ဘောပုံမှာကြံစီပြီဟဲ့ဆိုတာ ਨੇ မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်။အဲ့တော့မောင်ကျော်တို့ကြံစီနေတဲ့အရာတွေဒီဒီခန္ဓာကိုယ်ကြီးပုံမှာကြံစီနေတယ်။အဲ့တော့သူ့ကိုမေးတယ်။ "तू ကငါပြုတ်နေပြီ"ငါဆိုတဲ့အဆွဲပြုတ်နေပြီ။ဟုတ်ပြီမင်းငါဆိုတဲ့အဆွဲပြုတ်နေ။မိမိကိုကို မီးနဲ့ရှို့လိုက် လက်တွေခြေထောက်တွေမီးနေရှို့တယ်ပူလားပူတယ်ဆိုရင်အဲ့ဒီဒုက္ခဝေဒနာရှိသလားဒုက္ခဆင်းရဲသည်ရှိသလားအပေါ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 ဝန်းလေးစက်ဒီဝေပေါသွားပြီးဖြစ်တာမောင်မောင်ကျော်အဲ့လောက်မမီးနေတော့ဘာတို့ညာတို့မောင်ကျော်အကြောင်းသိချင်းအာအဲ့ဒီကြားတဲ့ तू ကဖုန်ကြီးเจ้าမှာ6နှစ်သားတွေကနေလာတာတဲ့မဟာစီရိတ်တာမှာတဲ့တသက်လုံးနေလာတာတဲ့ဖုန်ကြီးเจ้าရဲ့တရားတွေအကုန်သိတယ်တဲ့ဓမ္မရိတ်တာမှာနေလို့တရားရကြရေးဆိုရင်ရိတ်တာတွေကခွေးတွေအကုန်လုံးအဲ့တရားရကုန်နေမယ် ဟုတ်လားဗုဒ္ဓဘာသာရဲ့အရာကအတိညာနဲ့သွားကြတာအဲ့ကြတဲ့သူကထပ်ပြီးတော့ပြောတယ်ခင်ဗျားပြောတော့သူများကအောင်မဝေဖန်မဝေဖန်ဘူးမောင်ကျော်ကိုဝေဖန်နေတာမဟုတ်ဘူးမောင်ကျော်ကိုကနေကိုမိစ္ဆာဒိဋ္ဌိအယူဝါဒယူထားရင်ကိုကျော်ကြီးအနေနဲ့ဝေဖန်စရာလည်းမလိုပုတ်ခတ်စရာမလိုကို့မြည်ကြီးတဲ့ကို့ဘက်ကိုရက်ပြီးဆင်းတဲ့ကိစ္စလိုင်းမော်တက်ပြီးတော့ဗုဒ္ဓဘာသာတရားတွေပါလို့ဟောနေတဲ့အတွက်မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိအယူဝါဒတွေကဗုဒ္ဓတရားတွေပါလို့ဟောနေတဲ့အတွက်ကိုနှိမ်နင်းရတာ မောင်ကျော်ကိုဝေဖန်တာမဟုတ်ဘူးမောင်ကျော်ကိုနှိမ်နင်းတာဟုတ်ပြီလားရင်ရင်ကြည်ကြည်အနေနဲ့မောင်ကျော်ရဲ့အောက်မှာလာပြီးတော့ကောမတ်ကလေးတွေနဲ့မြတ်စွာဘုရားရဲ့တရားတွေနဲ့နှိမ်နင်းတယ်အခုနှိမ်နင်းခြင်းသည်မောင်ကျော်ကိုနာမည်တက်ပြီးနှိမ်နင်းတာဟုတ်ပြီလားမောင်ကျော်တို့ယူတဲ့အယူဝါဒတွေသည်အဇိတကေတကံပလာရဲ့ဝါဒတပိုင်းတစကိုယူထားတယ်ဒိဋ္ဌိဆိုင်6ရောက်တလုံးတပိုင်းတစပါပဲအဓိကဘာကိုယူထားလဲဆိုတော့မိမရှာဝါဒဖြစ်တဲ့မိုးပြာဥညာနာရဲ့ဝါဒတွေကို အများသောအဖြစ်ယူထားတာတွေ့ရတယ်။ဟုတ်လား။အယူဝါဒတစ်ခုကငါအယူဝါဒလို့ပြောရတဲ့တတိရှိရတယ်။ငါမြင်တာငါသိတာလို့ပြောရတဲ့တတိရှိ။အဲ့လိုမှမရှိဘဲဖះမဟုတ်ဖះမဟုတ်ဖះနဲ့ကန်ကန်ပြီးလက်ညှိုးထိုးနေတယ်ဆိုရင်ဘိဒကကိုပဲပြော။ဖះဟောတဲ့ဇာကကိုပြောခြင်းဘိဒကကိုပဲပြော။ဘိဒကကိုကနေလွဲချော်ပြီးပြောခြင်းလေဆိုရင်ငါဝါဒလို့ပြော။ ဟုတ်ပြီလားအခုဗိဒကတ်ကိုလက်မခံမဲနဲ့ငါဝါရကလည်းပြောသေးတယ်ပြီးရင်ဖះမဟုတ်ဘူးဖះမဟုတ်ဘူးနဲ့ဗိဒကတ်ကိုတခါပြန်ပြီးတော့ပုတ်ခတ်နေတယ်ဆိုတော့ဟာအဲ့ဒါမိမရှာဝါရလို့ခေါ်တယ်ဟုတ်ပြီလားအဲ့တော့ခန္ဓာကိုယ်မှာမီးလောင်ရင်ပူသလားပူတဲ့ဆင်းရဲဒုက္ခကြီးကထင်ထင်ရှားရှားရှိသလားအဲ့ဒီဆင်းရဲဒုက္ခကိုဘယ်သူခံစားတာလဲပြီးတော့ဘယ်သူမှမရှိတာလဲဘယ်သူကခံစားမှလဲဆင်းရဲဒုက္ခမရှိဘူးလားရှိနေတာလေ အဲ့ဒါလောကရန်တရားကြီးကြီးစင်းရဲတယ်ဆိုတာလောကရန်မင်းဒီခန္ဓာကိုယ်တွေထိကိုက်ပြက်စီးသွားတယ်နာကျင်တယ်ဝေဒနာတွေစင်းရဲနေတယ်အဲ့ဒါလောကရန်မင်းလောကရန်ကြီးရှိရတာနဲ့လောကရန်မရှိဘူးလို့ပြောတယ်ဒါဆိုတော့ဘသူခံစားတာလဲပြီးတော့အဲ့မိကောင်ကမှားနေတယ်မှားရင်အမှန်ပြောဆိုလို့လည်းမပြောတတ်ဘူးရုပ်နဲ့တွေ့ထိစရာနဲ့တွေ့ရှိတယ်တွေ့ထိလို့ကာယဝိညာဉ်ပေါ်လာတယ်ဘသူခံစားလဲလို့မေးလို့ရှိရင်ကာယဝိညာဉ်ခံစားတယ်ဆိုတော့အဖြေကိုပေးနိုင်ရတယ်ငါခံစားတာလည်းမဟုတ်ဘူး ဝိညာဉ်ကခံစားရတယ်လေမူကာယမှာဖြစ်ပေါ်လာတဲ့အတွေ့အကြုံကြောင့်ဖြစ်ပေါ်လာတဲ့ကာယဝိညာဉ်ကြောင့်ကာယဝိညာဉ်ကအဲ့ဒီဝေဒနာကိုခံစားတယ်လို့ပြောနိုင်တဲ့အစွမ်းတတ္တိမရှိတဲ့အခါဘာတရားမှမရှိတာကျွန်တော်ကတည်းတရားသိတာတဲ့တရားရှိတာမဟုတ်ဘူးလေတရားမရှိရင်တရားမသိဘူးတရားရှိတဲ့လူသားလေရင်တရားသိတယ်အဲ့တော့မိစ္ဆာဒိဋ္ဌိဆက်ဟောရင်ပြင်းပြထန်ထန်နေနေမယ်အခုရန်ကုန်ကကိုကျော်ကြီးကမောင်ကျော်ကိုမကျေနပ်ဘူးပေါ့နော်မကျေနပ်လို့သူ့ရဲ့အကောင်မှာမျိုးမျိုးတင်ပြီးတော့ပြောနေတယ် မောင်ကျော်ကလည်းသူတို့ကိုကျွန်တော်ရဲ့ကောင်လာပြီးတော့စကားပြောပါလို့လေဘင်တော့မှမဖိတ်ခေါ်ခဲ့ဘူးမောင်ကျော်ကဘယ်တော့မှဘယ်သူကိုမှမင်းတို့လုပ်နေတဲ့တရားတွေကအတ္တမဝါဒပါလို့မပြောဘူးမင်းစီတို့လောကမှာမှတ်ထားပါတရားလုပ်မယ်မိမိကတရားသီးတဲ့ပုဂ္ဂိုလ်ဖြစ်အောင်လုပ်မယ်ဆိုရင်လူတယောက်ဖြစ်စေယဟန်တစ်ပါးဖြစ်စေသူတို့ဟောတဲ့တရားတွေကမှားနေခဲ့တယ်ဆိုရင်တောင်မှအရှင်ဖျားတို့ငါညီတို့ မင်းတို့ဟောတဲ့တရားလေးကဘလို့ဘလို့မှားတယ်ဘယ်နေရာကဘလို့မှားတယ်တသည်နဲ့တကွပြအာတ္တမတွေပါအတ္တမတွေပါဆိုပြီးတော့မပြောနဲ့မိမိရဲ့ဉာဏ်ရည်မမီတဲ့ကိစ္စရက်တွေကိုသွားပြီးတော့မဝေဖန်နဲ့မောင်းကျော်ပြောလိုက်တဲ့လောကဓာတ်ချစ်ပါမရှိဘူးရုပ်နဲ့လည်းမရှိဘူးအကုန်ပြောပြတယ်ဒါရီယာမောင်းကျော်ကပညာနယ်ကပြောတာမဟုတ်ဘူးပရမတ္ထသစ္စာနယ်ကနေပြီးတော့ပြောတာကိုကျော်ကြီးတို့က ပြင်းရအနမ်းကိုတော့မှမပြောက်သေးဘူးအဲ့တော့ကျွန်တော်တို့ ਨੇ ဘယ်လိုမှပြောလို့သူမှအရေးရှိမမိနိုင်ဘူးတမောင်ကျော်မန်လက်ကပြောတာမဟုတ်ဘူးနော်ကိုကျော်ကြီးတို့တည်ပြောတာကိုကျော်ကြီးတို့အနေနဲ့တရားတော်တော့ကောင်းနေဒါပေမဲ့ကိုကျော်ကြီးတို့ကပြင်းရနဲ့မစင်သေးဘူးမောင်ကျော်တို့ပြောတာကပရမတ္ထသစ္စာနေကပြောတာနော်ပြင်းရနေကပြောတာမဟုတ်ဘူးဒါကိုမိမိအနေနဲ့သိရမယ်နောက်ပြီးတော့ဒီသူပြောတဲ့ထဲမှာရှိတယ်မိမချာမိုးပြခိုင်းဆိုတဲ့ဇာတ်ကားတခွန်းရေနောက်ပြီးတော့ဒီလူဝတေကနီးနေပြီဆိုတဲ့ဒီအတုံးလုံးနေရေ ဒီလိုသုံးသုံးတွေကမတော်အောင်လူကအသက်ကြီးနေပြီတေကာနေနေပြီလိုက်ကန်းစိုးမသိစားဘူးသူအဲ့လိုပြောတာကြီးလဲပါတယ်တရားသမားတယောက်ဆိုရင်ဘယ်တော့မှအဲ့ဒီလိုမျိုးမပြောရဘူးပြုဒ္ဒဝါစာတွေမတော်အောင်နော်မိမိကတရားတကယ်လုပ်နေတယ်ဆိုရင်စင်ကြင်ပါကြော်ကြီးကျွန်တော်တခုပြပြမယ်ဒီစကားပြောတဲ့အတွက်စိတ်မကောင်းဘူးပြကျွန်တော်ကကြော်ကြီးပေါ်မှာဘာလဲဆိုတော့ကျွန်တော်ကကိုကျော်ကြီးပေါ်မှာမေတ္တာတရားထားတယ်ဥပိ္ပခာတရားနေပဲနေပါလေဒါပေမဲ့ ကျွန်တော်ရဲ့အနောက်မှာရှိတဲ့ပုံကိုယ်တွေကကိုကျော်ကြီးပေါ်မှာအရန်စိတ်တူနေပြီသူတို့တွေကိုတားလို့မရတော့ဘူးမကြခင်မှာကိုကြီးကျော်ကြီးရဲ့ဘဝတန်ဆိုးခြင်းတွေကြားလိမ့်မယ်လို့ကျွန်တော်မြင်နေတယ်ဘယ်တက်နိုင်မလဲသဗ္ဗေတ္တကံမတကာဘောတတ္တဝါရီယာကိုကယ်လို့မှမရတာသူအကြောင်းသူကျိုးနေလာတာလူတယောက်ကပျက်စီးခြင်းတန်လာပြီဆိုရင်ဘာမှတားလို့မရတော့ဘူးကိုကျော်ကြီးကကိုပတ်သက်တာကမောင်ကျော်နေလာပြီပတ်သက်မိတာဘော မောင်ကျော်ရဲ့အတွင်အစ်ဆက်တတ်မှဖြစ်နေတဲ့အကျင့်တီလာတွေကိုကိုကျော်ကြီးရဲ့မမြင်နိုင်ပဲနဲ့ကိုကျော်ကြီးတို့တည်ထားတဲ့တထွားတမိုင်းနဲ့လိုက်ပြီးတော့ဝေဖန်တာပေါ့နော်မတက်နိုင်မှုလေးကျွန်တော်ကတော့တတိပေးတယ်ကိုကြီးကျော်ရဲ့ခုရပိုင်းမှာကားမောင်းတဲ့နေရာမှာဆင်းဆင်းချင်းချင်းနဲ့မောင်းပြီးတော့ကျွန်တော်ကတော့ခွန့်လွတ်တယ်ချစ်လဲမချစ်ဘူးကိုကျော်ကြီးဘက်မှာမုံလဲမမုံဘူးတတဝါတွေအလုံးပေါ်မှာတန်တူညီမျှထားတယ်ဒါပေမဲ့ကျွန်တော်ရဲ့နောက်ကပုံကိုယ်တွေကစိတ်ရန်တုန်နေပြီကိုကျော်ကြီးဖျားတရားဒီထက်မကတတိယပါ ဖရာတရားမမေးပါနဲ့ကျွန်တော်ကြူပြီးပြောပါရစေ။